မင်္ဂလာပါရှင်။ဘာမပိုကက် channel ကနေပရိသတ်များကို ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကတော့ဘက်ကိုက်ဆိုတဲ့ဇလန်လေးရဲ့အပိုင်း၁၈ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်လေးမတင်ဆက်ခင်ပြီမှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားလူဒီခေါလောင်းလေးကိုလည်းနှိပ်သွားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ခတ်ဆပြီးတော့ဇလန်လေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါ။အိမ်ထဲမှာမျိုးမြင့်စုတိညီကိုနဲ့အတော်တို့၃ယောက်အရေးတောင်းရင်စကားပြောပြီး ငင်းကြခုံကြနဲ့စူညံနေကြတယ်။ခဏကြတော့အိတကားရှိကိုရဲကြီးနဲ့ဝင်းအောင်တို့ဆရာတပည့်နှစ်ယောက်ရောက်လာကြတယ်။အိတကားကပိတ်ထားလျက်သားဒါဆမလို့ဝင်းအောင်တို့တကားရှိရောက်တာကိုအထက်ကလူတွေတယောက်မှမသိဝင်းအောင်တို့ဆရာတပည့်နှစ်ယောက်ကလည်းအိမ်ထဲကိုတက်မဝင်ပဲ အချိန်တခုကြာတဲ့အထိအထက်ရအတန်တွေကို အရင်နားဆွင့်ကြတယ်။ထို့သူပြီတောင်းလောက်ကြမှရဲကြီးကအကုန်သိကြတယ်ဒါဟိုကောင်းနေအိမ်ပဲ။ အေးတေးကြပြီဆိုတော့အပြင်းပြေလူရိုက်ပွဲလေးစကြတာပေါ့ကွာဟုတ်ကဲ့ကောရဲကြီးကပြောပြောဆိုဆိုနဲ့အင်တကားကိုစောင့်ကန်ပြီးဖွင့်မယ်လို့ဝင်းရောင်ကအချိန်မီတားတယ်အဲ့ဒီနောက်ရဲကြီးမင်းအထက်ဝင်စရာမလိုဘူးအပြင်မှာပဲနေဒီကောင်တွေကငါးတယောက်တည်းဝင်းတွေ့မယ်ကွာဖြစ်ပါမလားအကိုဒီကောင်တွေက၃ယောက်တောင်ကြုတ်ပါလိုက်မယ်ဗျဟဲ့အောင်မင်းကငါ့ကိုမယုံနာလားကွာ မဟုတ်ပါဘူးအကိုရဲ့ကျုပ်အကိုရုံမာတယ်စိတ်မချလို့ပါရတယ်မလို့ဒီကောင်လေးလောက်ကတော့ငါတယောက်ထဲနေဖြစ်တယ်မင်းအပြင်ကနေအခြေအနေကိုသာစောင့်ကြည့်နေငါခေါ်မှအထက်ဝင်လာခဲ့ကြလားဟုတ်အကိုအဲ့ဒီနောက်ဝင်းရောက်ငါပစိုးကိုခတ်တူတူပြင်ဝစ်ပြီးတုတ်ကိုပခုံးပေါ်ပြန်တင်၍အိမ်တကားကိုချက်တော့နဲ့ဝုန်းကနေမြောင်စောက်ကန်ဖွင့်လိုက်တယ်ဒီတော့မှအထက်ရလူတွေစက်ကနေဖြစ်ပြီးလန့်သားကြတယ် အဲ့ဒီနောက်အတန်နာယာဘက်ကိုတံမြင်မထားပဲပြန်သူကြည့်လိုက်ကြတယ်။ဝင်းရောင်ကခက်တီတီနဲ့အိမ်ထဲကိုတလန်းချင်းရှောက်ယူဝင်လာတယ်။ဟေ့ရောင်မရပါကောင်းလဲ။ငါတို့ခွေပြူးချက်မရပဲငါတို့အိမ်ထဲကိုလေ့ပြစ်လို့ဝင်လာတာလားကွ။စိုးတင်ကအရက်ပလင်းကိုကင်ပြီးစက်ခနဲ့မတ်တက်ထရရွေ့ဒေါသတကြီးနဲ့ပြောလိုက်တယ်။ဝင်းရောင်ကဂယုမဆိုင်။ဘာစကားမှလည်းပြန်မပြော။သူ့လင်းသူအေးအေးဆေးရှောက်သွားတယ်။ဝင်းရောင်ရဲ့ဂယုမဆိုင်တဲ့ပုံစံကြောင့် စိုးတင်ဒေါသထွက်ပြီးတော့ခွေးမသားကများလူဘောဝါလို့လားအဲ့ဒီလူပြောကဝီယောင်ကိုအရှက်ပလင်းနဲ့ပြေးရိုက်တယ်ဒီတော့မှမျိုးမြင့်နဲ့အောင်သူတို့နေရောက်ကြပြတဲ့လေဖြစ်ပြီးမတက်ထရကြတယ်ထို့ရခိုက် တုံနဲ့ဖြောင်းကနေလွှဲရိုက်တဲ့နဲ့အတူအာဆိုတဲ့အတန်တန်ရှေ့စစ်နောက်စစ်ဆိုတဲ့လိုထွက်ပေါ်လာပြီးစိုးတင်ခွေးကနေလဲကြသွားတယ်မျက်စိတမိတ်အတွင်မှာစိုးတင်အရိုက်ခံလိုက်ရတာကြောင့်မျိုးမြင့်နဲ့အောင်သူမျိုးလုံးပြူးသွားတယ် လဲကျသွားတဲ့စိုးတင့်ကိုဝင်းအောင်ကချက်တော့နဲ့ဖိနေပြီးမျိုးမြင့်နဲ့အောင်ထုံးကိုဒုံးနဲ့ရွှေလိုက်တယ်။စိုးတင့်ကတော့ဝင်းအောင်ချက်တော့အောင်မှာသွေးလိမ့်လိမ့်နဲ့တအီအီညင်းညွန်နေတယ်။ဟဲ့အောင်မဲပဲသူလေ။ဘာလို့ငါညီကိုဒီလိုလောက်ရတာလဲကွာ။မင်းနဲ့ငါတို့ကြားမှာဘာရန်ညိုးရှိလို့လဲ။မျိုးမြင့်ကလက်သေးကိုကြည့်ကြည့်ပါအောင်ဆိုပြီးလေးတန်းမမနဲ့မေးတယ်။ဝင်းအောင်ကဘာစကားမှပြန်မပြော။သူကနှုတ်ခမ်းကိုလက်ညှိုးနဲ့ကာပြီးရှူးတူတူဆိုတဲ့အမှုအရာနဲ့လှုပ်ပြတယ်။ အဲ့ဒီနောက်သူ့ခြေတော်အောက်ကစိုးတင်ကိုအားနဲ့ပုံရင်ဖိနှင်လိုက်တယ်။စိုးတင်မချိမဆန့်ခံစားနေရပြီးညင်းညူတန်ပုံရစ်ကျဲလာခဲ့တယ်။မြေပြည့်သူခံစားနေရတာကိုမကြည့်ရတာကြောင့်မျိုးမြင့်လက်သေးကိုကြည့်ကြည့်ပါအောင်ဆိုပြီးဝင်းရောင်ကိုအားကုန်ပြေးထုတ်တယ်။ဝင်းရောင်ကကောင်းကုန်ပြီးအသာရှောင်လိုက်တယ်။အဲ့ဒီနောက်မျိုးမြင့်အားလွန်ပြီးရှေ့ကိုဟတ်ထုတ်ရဲကြသွားတယ်။အဲ့ဒီနောက်လဲကျနေရကနေအလူးလဲပြန်ထပြီးဝင်းရောင်ကိုနောက်တစ်ချက်ထတ်ထုတ်တယ်။ဒီဒီချိန်မှာတော့ဝင်းရောင်က မရှောင်မဲလက်ထဲကဒုံနဲ့မျိုးမြင့်ကောင်းကိုအားကုန်လဲရက်လိုက်တယ်။တပြောင်းပြောင်းဆိုတဲ့အတန်နှစ်တန်ထက်စင်ထွက်ပေါ်လာပြီးနှစ်ယောက်စလုံးနောက်လွင်ဟန်ချက်ပြတ်သွားကြတယ်။ချက်ချင်းဆိုသလိုမျိုးမြင့်နှစ်ဖူးထက်ကနေသွေးတွေစီးကြလာခဲ့တယ်။ဝင်းရောင်ဗစက်တစ်ဖက်ကလည်းနီနီရဲရဲဖြစ်သွားတယ်။ဝင်းရောင်ကအထုခံရတဲ့ပါကိုလက်နဲ့ပုတ်ပြီးမဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ်။မျိုးမြင့်ကတော့အတော်ထိနာပြီးမပြုံးနိုင်။မနေ့တနေ့ကလေးတင်ကြော်တင်းလက်ရှက်နဲ့ခေါင်းခွဲခံရတယ်မဟုတ်ပါလား။ အခုလည်းနောက်ထပ်အရေးခံရတဲ့အတွက်မျိုးမြင့်ကောင်းတွေမူပြီးမျိုးလုံးတွေပြဝေးလာတယ်။လူလဲရန်တိရန်ထူဖြစ်နေတယ်။အဲ့ဒီနောက်အယုတ်ကျိုးပြက်လဲကျသွားခဲ့တယ်။မျိုးမြင့်အချိန်ကြီးမကောင်းမဲ့တည်တာနဲ့အောင်တွန်းကလည်းမနေသာတော့ဘဲအိမ်ထဲကတွေ့တဲ့တုတ်ကိုပြေးဆွဲပြီးဝင်းရောင်ကိုနောက်ကနေဝင်ရိုက်တယ်။တတိကြီးတဲ့ဝင်းရောင်ကအောင်တွန်းရဲ့ရိုက်ချက်ကိုကောင်းကုန်ပြီးအသာရှောင်လိုက်တယ်။အဲ့ဒီနောက်အောင်တွန်းရှိကိုအားလွန်ပြီးဟန်ချက်အနေငယ်ပြတ်သွားတယ်။အဲ့ဒီနောက်နောက်ကိုအမြန်ပြန်လှည့်ပြီး ဝင်းရောင်ကိုထိုက်ရိုက်မယ်လို့ဝင်းရောင်ကဥစွာရိုက်ခွဲလိုက်တယ်။အာဂျွန်နောက်ကိုချင်းနလန်လွင့်သွားခဲ့တယ်။ချက်ချင်းဆိုသလိုနှစ်ဖူးချက်ကနေသွေးတွေစီးကျလာခဲ့တယ်။အဲ့ဒီလိုစီးကျလာတဲ့သွေးတွေကိုအောင်ထွန်းကဘယ်လက်နဲ့တုပ်ပြီးသိချကြည့်တယ်။အဲ့ဒီနောက်လက်သေးကိုချစ်ချစ်ပအောင်ဆုပ်အန်ကိုတင်းတင်းကြိတ်ပြီးတော့ဝင်းရောင်ကိုတစ်ချက်ပြီးတစ်ချက်ပြေးရိုက်လိုက်လေတယ်။အောင်ထွန်းရဲ့ဒေါသအလျောက်ရိုက်လိုက်တဲ့ရဲချက်တွေကိုဝင်းရောင်မနှဲရှောင်တိန်နေရတယ်။သူကပြန်ရရတယ်ဆိုတာသိမ့်မရှိဘူး။ ထို့သောဖြင့်နောက်ထပ်မိနစ်အနည်းငယ်လောက်ကြာတော့အော်တိုရဲ့ရိုက်ချက်တွေကအားပြော့လာခဲ့တယ်။အသက်ရှူတန်းနေမြန်ပြီးမောလဲအတော်မောဟိုက်လာပုံရတယ်။ဒီတော့မှဝင်းရောင်ငါခွင်ကောင်းယူပြီးအော်တိုလက်ထဲရတုတ်ကိုသူ့တုတ်နဲ့အားကုန်ရိုက်ချလိုက်တော့တယ်။အော်တိုလက်ထဲရတုတ်အဝေးကိုလွင်သွားခဲ့တယ်။ထို့သောလင်းသွားတဲ့အတွက်အော်တိုလက်ပြီးမျက်စိမျက်နှာအတော်ပြက်သွားခဲ့တယ်။ဝင်းရောင်ကိုအတော်လဲချိန်သွားတယ်။ကြောက်လဲကြောက်သွားတယ်။လက်နဲ့မဲ့သွားတဲ့အော်တိုကိုကြည့်ပြီးဝင်းရောင်ကခက်ရဲရဲပြုံးပြီးတော့ မင်းတို့စောက်စစ်နေများငါးကောင်လေးတွေကိုမကြောက်မလန့်လာထိရဲတယ်နော်ဟုတ်လားဒါလားကွာထောင်ထွက်လူမိုက်တွေဆိုတာမင်းမင်းဘယ်သူလဲမင်းတို့နဲ့ငါကြာဘာရန်ညိုးမှမရှိဘူးဒါပေမဲ့မင်းတို့ငါးကောင်လေးတွေကိုအိမ်ထဲထိဝင်ရိုက်သွားတယ်မလားအဲ့ဒါငါလာတဲ့ကိစ္စပဲဘဲကောင်လေးတွေကိုလဲကွာကန်တော်ပေါက်ရွာကမြင်းမိနဲ့ငါကြောက်လေဟမ်အဲ့ကောင်လေးကမင်းကောင်လေးလားအေးဟုတ်တယ်အဲ့ဒါငါကောင်လေးတွေ ဒါဆိုရင်တော့ငါတောင်းပန်ပါတယ်ကွာမင်းကောင်တွေပဲမသိလို့လုံးမိတာပါနောက်ပြီးမင်းကောင်တွေကငါလူတွေကိုအရက်ဆိုင်ထဲမှာအရင်ရက်ခွဲသွားတယ်အဲ့တော့ကြောင့်ဒီကိစ္စငါဝင်ပါရတာကွာအဲ့လိုပြောလို့ရရောလားတိတ်လွယ်မနေဘူးလားကွာအောင်ကျော်သဘောပေါက်လိုက်တယ်ဝင်ဝေချင်းရှည်မြင်နေဒါကြောင့်မလို့ဒါပြင်ငါဘာလို့ပေးရမလဲမင်းကြိုက်တာပြောငါဘက်ကတက်နိုင်တာဆိုအကုန်လုံးပေးမယ်ကွာအောင်ကျော်စကားကိုသဘောကျပြီးဝင်းအောင်က ကောင်းတဲ့ငိမ့်နဲ့နှိမ့်လို့ပဲတစ်ချက်ပြောင်းလိုက်တယ်။အဲ့ဒီနောက်မှာမင်းမဆုပ်ဘူးသဘောပေါက်လွင်သားပဲ။အေးမင်းငါ့ကိုဘာလို့ပေးရမလဲဆိုတာကငွေရောင်ငါစကားဆောက်ကိုမဆက်ပဲခိတ္တရန်နာလိုက်တယ်။ဒါကြောင့်မလို့အောင်ထွန်းကပါလေဆက်ပြောလေကွာလို့စိတ်မရှိတဲ့လေးတန်းနဲ့ပြောလိုက်တယ်။အေးမင်းငါ့ကိုဘာလို့ပေးရမလဲဆိုတော့လူတယောက်ကိုမှတ်လောက်သားလောက်အောင်ရိုက်ပေးရမယ်ကွာ။ဘာဖြစ်တယ်လူရရမယ်ဟုတ်လား။ငွေရောင်ငါခက်သက်သက်ပြန်မိလိုက်တယ်။ ဝင်းရောင်ကခေါင်းတားငိမ့်ပြပြီးဟုတ်တယ်လူရိုက်ပေးရမယ်မေးလို့ပေးနိုင်မလားအော်တော်ကဘာမှပြန်မဖြစ်တခုခုကိုစဉ်းစားနေဟန်ရှိတယ်ဟဲ့အောင်ဘာမှစဉ်းစားမနေနဲ့လုံရင်လုံမယ်မလုံရင်မလုံဘူးပြောအေးငါအလူကိုမလိုက်ဘူးဆိုရင်တော့ဟောမှမင်းလားမင်းကောင်နေဘလို့ဖြစ်နေလဲကြည့်လိုက်ဝင်းရောင်ကမျိုးမြင့်နဲ့စုတ်တင့်ကြီးကိုကိုလက်ညှိုးထိုးပြတယ်အော်တော်မျိုးမြင့်နဲ့စုတ်တင့်ကြီးကိုကိုတစ်ချက်ကြည့်လိုက်တယ်အဲ့ဒီနော် ဒီကောင်ကတာမန်တော့မဟုတ်ဘူးငါတို့လိုထောင်ထွက်၃ယောက်ကိုအိမ်ထဲထိတယောက်တည်းလာရဲရဲတယ်ဆိုတော့စားကလည်းသိမှမဟုတ်ဘူးကွာဒီပုံတိုင်းဆိုဒီကောင်နဲ့ရန်သူလို့လို့မရဘူးနောက်ပြီးဒီကောင်ဘက်မှာဟိုကောင်လေးတွေနှစ်ကောင်လည်းရှိသေးတယ်မဖြစ်သေးပါဘူးမဖြစ်သေးပါဘူးဒီအချိန်နေရောက်မှာတော့ဒီကောင်အလူကိုလိုက်ပြီးမဟာမိတ်ဖွဲ့ရတော့မှာပဲအတော်စိတ်ထဲကနေတယောက်တည်းပြောနေတယ်ထို့နောက်မှာဟွန်း ။ငါပါရွေးချယ်စရာမရှိတော့ပါလား။ဒီတော့မင်းအလုပ်ကိုလိုက်ရတော့မှာပေါ့။ပြော။ငါဘသူ့ကိုရိုက်ပေးရမှာလဲ။မင်းရိုက်ပေးရမှာကညုံသုံးမိရကွာကြော်တင်းဆိုတဲ့ကောင်ကိုကွာ။ဘယ်တော့လဲ။မနဲ့ပြန်လား။မဟုတ်ဘူး။အဲ့လောက်အလေးမလိုဘူးကွာ။မင်းတို့ကောင်ကဒဏ်ရာရီ ပြောင်းအောင်အရင်ကုန်။အဲ့တန်ရာတွေပြောက်မှာမင်းတို့စီကိုငါနောက်တစ်ခေါက်ထက်လာခဲ့ပဲအဲ့ကြမှာစကားအေးအေးဆေးဆေးပြောကြတာပေါ့ဟုတ်ပြီလေမင်းကစေပေါ်ကလူပဲ မင်းပြောတဲ့အတိုင်းကလုပ်ပေးရမှာပေါ့ဝင်းရငါသဘောကျပြီးတဟာအော်ရည်တယ်ရီလို့အားရမှာရဲကြီးအထဲကိုဝင်းကတော့ဟေးလို့လမ်းအော်လိုက်တယ်ဝင်းရောင်စကားဆုံးတာနဲ့ချက်ချင်းဆိုသလိုရဲကြီးအိမ်ထဲကိုရောက်လာခဲ့တယ်အဲ့ဒီနောက်ဝင်းရောင်နားကိုလာပြီးအကုန်အချိန်နေလို့မေးတယ်ဝင်းရောင်ကစကားနဲ့မပြောဘဲမျိုးမြင့်စိုးတင့်ညီကိုဘက်ကိုမင်းငေါ်ပြတယ်ဒီတော့မှရဲကြီးကသူ့ရိုက်ထဲမှာလဲနေတဲ့မျိုးမြင့်နဲ့စိုးတင့်ညီကိုနှစ်ယောက်ကိုမြင်သွားခဲ့တယ် ဟာအတော်ဆိုးဆိုးပါလားအသက်ကိုရှိသေးရဲ့လားမသိဘူးဘာတန်မှလည်းမထွက်လာတော့ပါရဲကြီးကခက်ပြုံးပြုံးနဲ့ပြောတယ်အသက်တော့ရှိပါသေးတယ်ကွာအသက်မထွက်တာကနားကြီးလို့ငါခဏအခိုင်းတာကွာဝင်းရောင်ကလည်းခက်ပြုံးပြုံးနဲ့ပြန်ပြောတယ်အော်ထိလို့လားအေးဟုတ်တယ်ဒီကောင်တွေကစကားသိပ်များတာအဲ့ဒါကြောင့်ကိစ္စပြီးပြီဆိုတော့ကြုတ်တုတ်သွားနှုတ်လိုက်ရတော့မလားအကိုနေနေမနှိုးနဲ့ဟော အေးရပြတ်သားအောင်မယ်။ကောင်းကောင်းအိပ်ပါစေကွာ။ဝင်းရောင်တို့ဆရာတဲ့ဘက်နေရာကိုဖြန်တူအော်ရီလိုက်ကြတယ်။အောင်တော်ကတော့မရင်နိုင်။ဝင်းရောင်တို့ကိုကြောင်တောင်တောင်နဲ့ပဲကြည့်နေမိတယ်။ထို့သူဖြစ်ခဏလောက်ကြတော့ရဲကြီးမင်းလွယ်ထဲမှာပတ်စံပါသေးလား။ဝင်းရောင်ကရုတ်တရက်မေးတယ်။ဟုတ်အကူပါသေးတယ်ဘာလို့မလို့လဲဗျ။ဘာရမဟုတ်ပါဘူးကွာဒီကောင်နေစေးဘွားကပေးခဲ့မလို့ပါကွာဗျာမပြနဲ့မင်းလက်ထွဲမှာ ပါသည်မပတ်စံနဲ့အကုန်လုံးဒီကောင်းလေးကိုပေးခဲ့လိုက်။ငါအိမ်ပြေဘက်ကစောင့်နေမကြလား။ဟုတ်အကုန်။ဝင်းရောင်ကပြောပြီးတော့တုတ်ကိုခါကြကပြန်ထိုးပြီးအေဂျေကနေအေးအေးဆေးဆေးပြန်ထွက်သွားခဲ့တယ်။ဒီတော့မှရဲကြီးလဲသူ့လွယ်ရီထဲပါလာသည်မပတ်စံလေးကိုအောက်တုံးကိုပေးလိုက်တယ်။ထို့နောက်မှအေဂျေကနေထွက်ပြီးဝင်းရောင်နဲ့အတူ ကိုဝင်းနဲ့အင်းကိုပြန်လာခဲ့ကြပါတယ်။အောင်တုံးတယောက်ကတော့ရဲကြီးပေးခဲ့တဲ့ပတ်စံလေးကိုကင်ပြီး ကြောင်ကြောင်တောင်လေးနဲ့ကြံခက်လေတော့တယ်။ပရိသတ်များရှင်ဘက်ကင်ဇလန်လေးရဲ့အပိုင်းဆက်ချက်ကတော့ဒီနေရာမှာရင်ပြီးဆုံးပါပြီ။နောက်ရက်များမှာလည်းဒီဇလန်ရဲ့ကြံရှိနေသေးတဲ့အပိုင်းများကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့တွင်ပရိသတ်များကဆက်လက်ဆောင်မြောကြည့်ရှုအားပေးကြပါလို့တောင်းဆိုလိုက်ပါရစေရှင်။ဒီကနေ့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့ရှင်စီတိုင်းကိုထူးမြင်ကျေးဇူးတင်ပါတယ်။တာယာပြရှင်ရဲ့နေ့တည်လေးကိုပိုင်ဆိုင်ပြီးတော့ပြည့်ရန်ပေါင်းမှာကင်းဝေးနိုင်ကြပါစေရှင်။